ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ဖိတ်ကားနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ပါဝင်ပစ္စည်းနိုင်ငံနဲ့လုံရလွယ်ကူပြီးစားလို့အရင်ကောင်းတဲ့အပုံမုံလေးကိုအိမ်မှာပဲလွယ်လွယ်ကူကူလေးလုပ်စားပြီးလို့လုံလေးလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ပထမဦးဆုံးစာမုံခင်ခတ်စွန်ကြီးနှစ်စွန်းစာကိုခွက်တစ်လုံးနဲ့ထည့်ပေးလိုက်ပါမယ်တခြားထမင်းစာစွန်းတစ်စွန်းနဲ့စာလက်ဖက်ရည်စွန်းတစ်ဝက်စာကိုထည့်ပေးလိုက်ပါမယ် ထို့ဒါမို့သမင်စားစွန်း၄ပုံပုံတပုံစာနဲ့ကျုပ်သလုံးတို့ကိုထည့်ပြီးတော့သူ့ကိုနှံ့သွားအောင်မှုေသွားပေးလိုက်ပါမယ်ရှင်။အားလုံးနှံ့သွားပြီဆိုရင်တော့ရေ၂၀၀မီလီလီတာလောက်ကိုအနေငယ်ကြီးစီထည့်ပြီးတော့သူ့ကိုမှုေသွားပေးလိုက်ပါမယ်။ ြေကိုတခါလဲထည့်ပြီးမမွေဘူးပေါ့နော်မေလီတို့နေငယ်ချင်းစီထည့်ပြီးတော့မုံသားကိုမှုသွားပေးရမှာဖြစ်ပါတယ်ဒါမှမေလီတို့မုံသားလေးကချော့ချော့အီအီလေးရမှာဖြစ်ပါတယ်ရှင်ဒီအပုံလုံးနီးလေးရဆိုလို့ရှိရင်ပေါ့နော်လုံးနီးတွေကတော့မျိုးစုံရှိပါတယ်ပြီးရင်တယောက်နဲ့တယောက်လှုပ်တဲ့နီးတွေကလည်းမတူကြဘူးပေါ့နော်မေလီကတော့အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးလေးပဲလှုပ်ပြထားပါတယ်ရှင်ပြီးပြီဆိုရင်သူ့ကိုတနာရီလောက်နှက်ထားပေးလိုက်ပါတယ် ဒါလေးကတော့မုံထဲမှာထည့်မယ်အုံပတ်လေးဖြစ်ပါတယ်ဒါကတော့အုံနှစ်အနှစ်ချက်ရံအတွက်တကြားထမင်းစားစွန်းတုံးစင်းစာနဲ့အုံတို့160 ml ရဲ့ပြီးတော့ဆာမုတ်ထမင်းစားစွန်းတုံးစင်းစာဖြစ်ပါတယ်အုံနှစ်စချက်ပြလိုက်ပါမယ်ရှင်အုံတို့နဲ့တကြားကိုအရင်ထည့်ပြလိုက်ပါမယ်ဆူလာပြီဆိုမှဆာမုတ်ထမင်းစားစွန်းတုံးစင်းစာကိုရေလေးနဲ့ငယ်နဲ့ဖြော်ပြီးတော့ထည့်ပြလိုက်ပါမယ် ရတာလေးလေးတော့အောင်လို့မိကစားလေးနေငယ်ပါထည့်ပေးလိုက်ပါတယ်ပြီးပြီဆိုရင်တော့အားလုံးကိုကြိုတွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာမိလေးတို့မုံသားလေးတွေမခဲတော့အောင်အဆက်မပြတ်ကလေးတို့ကိုမှုတွားပေးရမှာဖြစ်ပါတယ်ရှင်ကြိုရင်ကြိုရင်နဲ့အုတ်နှစ်ကလေးကဒီလိုလေးပြစ်လာပြီဆိုရင်တော့ရပါပြီရှင်။မိလေးတို့နှက်ထားတဲ့မုံနှစ်ကလေးကရပြီဆိုရင်တော့မုံစလုပ်ပေးလိုက်ပါမယ်။ အိုးပူအောင်တဲပါမယ်အိုးပူလာပြီဆိုမှစီဖြစ်ဖြစ်ထောပါဖြစ်ဖြစ်သူ့ကိုတုတ်ထားပေးလိုက်ပါမယ်အိုးမကတ်အောင်ပေါ့နော်ပြီးပြီဆိုမှမုံနစ်ကလေးကိုထည့်ပေးလိုက်ပါမယ်မရတော့ဟင်ခတ်စွန်ကြီးတစွန်းစာတော့ကိုထည့်ပေးလိုက်ပါတယ်ဒါကတော့မိမိလုံးမဲ့မုံအကြည့်အသေးပေါ်မူသူကြီးထည့်နိုင်ပါတယ်အစောကလောက်ထားတဲ့အုံနစ်ကလေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အုံပတ်ကလေးထည့်ပြီးသူ့ကိုချက်တီတီအုပ်ဖုံးလေးအုပ်ပြီးချက်ထားပေးလိုက်ပါမယ်ရှင် နှခမ်းသားလေးတွေကဒီလိုမျိုးွာကြလာပြီးတော့ဒီလိုမျိုးလေးချောက်ချောက်လေးဖြစ်လာပြီးဆိုရင်တော့မိလေးတို့မုံလေးကိုမိမိစိတ်တိုင်းကြအလေးကလေးပဲလိမ့်လိမ့်ပေါ့နော်မိမိစိတ်တိုင်းကြလေးပြင်ဆင်ပြီးတော့မိလေးတို့မုံလေးရတော့ရပါပြီမိရတော့ဒီလိုမျိုးလေးပဲရိုးရိုးရှင်းရှင်းလေးနှစ်ဖက်လေးပဲခောက်ထားပြလိုက်ပါတယ်။ကျန်နေတဲ့မုံတွေကိုလည်းမိလေးကဒီတိုင်းလေးပဲလှုပ်ထားပြလိုက်ပါတယ်ရှင်။အပေါ်မုံလို့ဖို့အတွက်မိလေးတို့အိုးရှိမှလို့မဟုတ်ပါဘူးเนาะမိမိအိမ်မှာရှိတဲ့ဟင့်ချက်တဲ့အိုးနဲ့လည်းလှုပ်လို့ရပါတယ် တကယ်လို့အိုမကတ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့မီလီရိုအိုးကိုအရင်ဆုံးပူအောင်တဲပါမယ်။အိုးပူလာပြီဆိုမှစီတုပ်ပင်းလိုက်ပါမယ်။ပြီးပြီဆိုမှမုန့်နှင်ရည်ထဲပါမယ်။မုန့်နှင်ရည်ထဲတဲ့ချိန်မှာလည်းမီလီရိုပေါ့နော်အရေးကြီးပဲမဖြစ်နေအောင်မီလီရိုမုန့်နှင်လေးကိုမှွေပြီးမှထည့်ပေးရမှာဖြစ်ပါလိမ့်ရှင်။ဒီအပုံမုံလေးကမီလီရိုထိုင်းမှာဆိုလို့ရှိရင်ပေါ့နော်ရောင်းတဲ့တူရှားပါတယ်။ဒါကြောင့်မို့မီလီကစားချင်တာနဲ့ပဲအိမ်မှာပဲလွတ်လွတ်ကူကူလေးလှုပ်ရှားထားပြစ်တာလေးပါ။ လုံနည်းတွေကတော့တယောက်နဲ့တယောက်မတူကြပါဘူး။ဒါပေမဲ့မေးလေးလှုပ်ထားတဲ့ဒီနည်းလေးကလည်းလွယ်လွယ်လွယ်ကူတယ်။ပြီးတော့ပါဝင်ပစ္စည်းလေးကလည်းအနှဲငယ်လေးလည်းဖြစ်တယ်။ဒါပေမဲ့အရတာကတော့အရန်ကို စားလို့ကောင်းပါတယ်ရှင်။ပြီးရင်အပုံမုံလေးကိုဟင်းချက်တဲ့ဦးနဲ့လည်းလှုပ်လို့ရတယ်ဆိုတာလေးကို မေးလေးက sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ကဲခုဆိုရင်တော့မေလေးတို့အပုံမုံလေးကတော့စားလို့စင်းနေဖြစ်ပါပြီ အုံတို့အနှစ်ချွတ်ချိုစိမ့်စိမ့်လေးနဲ့စားလို့အရန်ကောင်းတော်မူကြောင့်မိလေးကလုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်ဗီဒီယိုလေးမှပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။